ားလုံးမင်္ဂလာပါ The Echo of Books Channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မျှဝေပေးမှာကဆရာကျော်ရင်မြင့်ရေးသားထားတဲ့ဖြစ်ရပ်မှန်တွေထဲကတစ်ခုဖြစ်တဲ့ဒါပဲအထူးရွေးခဲ့သူဓမ္မမဟုတ်ရင်မိုးကိုဒူးနေတိုက်မဲ့သူဆိုတဲ့ဖြစ်ရပ်မှန်လေးပဲဖြစ်ပါတယ်ဒီတိမ်တိမ်သေးကိုမစင်ချင်ပဲကျမဒါပင်ထိုးချလိုက်မိတာ အဲ့ဒါဟာ ကျမငင်တဲ့ဒါပင်ပေါ့ရှင်ကျမရဲ့ဘဝတစ်ခုလုံးဇောက်ထိုးပြောင်းပြန်လန့်ထွက်သွားတာပါပဲလို့ဂျော်နီကပြောတယ်။ဂျော်နီကအားကစားဝါဒနာပါတယ်။သူ့အသက်18နှစ်သမီးမှာရေထဲကိုဒါပင်ထိုးချတာရေကတိမ်တိမ်လေးဖြစ်နေတော့သူ့ကြောရိုးနှက်ကြောပင်မမန်တိုင်အာယုံကြောကိုထိခိုက်ပြီးခြေလက်လေးဖက်စလုံးတည်သွားရှာတယ်။ပခုံးအောက်တစ်ခုလုံးမလှုပ်ရှားနိုင်တော့ဘူး။ သူလဲစိတ်ထက်လုံးဝပုံကျသွားတော့တယ်1950ပြည့်နှစ်ကအမေရိကန်နိုင်ငံမယ်ရီလန်းပြည်နယ်ဘယ်တီမိုးမှာဂျွန်နီကိုမွေးတယ်လန်ဒာဂျေးကက်သီဂျွန်နီမိမလေးယောက်မှာ သူကငယ်ဆုံးမှာသူ့ငယ်ဘဝကပျော်စရာအပြည့်မိဘတွေနဲ့မမ၃ယောက်ရဲ့ချစ်ချင်းမေတ္တာရိပ်အောက်ကငိမ့်ချတဲ့အင်္ဂလိပ်မှာနေထိုင်ခဲ့ရတယ် အင်းဒီချင်းတွေနဲ့လည်းရင်းနှီးချစ်ခင်တယ်သူတို့မိသားစုကအိမ်ပြင်ပေါ့ကိုတွာလာလေပတ်လေးရှိတယ်တောစခန်းခီးထွက်တယ်မြင်းစီးတယ်တောင်တက်တယ်တက်နက်စကစားတယ်ရေလဲကူးတယ်အထက်တန်းအောင်ပြီးနောက်1969ခုနှစ်ပူအိုက်တဲ့ဇူလိုင်လရက်တရက်မှာဂျော်နီကသူ့အမကေတီရဲ့တငယ်ချင်း အချို့ရဲ့နဲ့အတူပင်လယ်ကမ်းခြေကိုရေကူးဖို့ ွားကြတယ်။ပင်လယ်ကမ်းခြေရဲ့လှကဂျွန်နီကိုဆွဲဆောင်အားကောင်းနေရောက်ရင်ရောက်ချင်းပဲဂျွန်နီကမမေးမဆန်းပဲအဝတ်တွေချွတ်ပြီးရေထဲကိုခတ်သွက်သွက်ဒါပင်ထိုးချလိုက်တယ်။သွားပြီသူတိလိုက်တယ်။တခုခုတော့မားသွားပြီ။ခနာကိုတခုလုံးထူးထူးခြားခြားနာလိုက်တာ ပထမသူထင်လိုက်တာကငါဖမ်းပိုက်တခုတည်းသူ့ကိုမိသွားတယ်ပေါ့။ပိုက်ကွန်ထဲမိနေတဲ့ထင်တာကလွတ်အောင် သူယုံကြည်တယ်သူကြောက်လာတယ်သူလှုပ်ရှားလို့မရပါလားသူရေထဲမှာသူမမကီတီကလမ်းခေါ်တယ်ကီတီလည်းပြေးလာပါတယ်ဂျော်နီကဂျော်နီကိုဆွဲထူတယ်ဂျော်နီထားလို့မရတော့ကီတီလန့်သွားတယ်ရေထဲကိုဒီဒီအိုင် ပြိုလဲပြီးပြန်ကြတယ်ကီတီကဆွဲယူပြီးဂျော်နီလေးရှူနိုင်အောင်ကူညီတယ် ဂျော်နီလည်းကိုကူကိုအံ့ဩပါတယ်။ဘာကြောင့်များသူ့ကိုတင်းတင်းပွေဖက်ထားပါလဲ။နောက်တော့သူထိတ်လန့်တုန်လှုပ်လာတော့တယ်။ဘယ်သူလက်ကမှသူ့ကို ပွေဖက်မထားကြပါလား။ဒါဖြင့်ဘာကြောင့်တင်းတင်းကြပ်ကြပ်ဖက်ထားသလိုခံစားနေရတာလဲ။ကက်တီကဂျော်နီကို သူ့ကြောပေါ်ဆွဲတင်ပြီးကန့်ဆက်ကို ခေါ်လာတယ်။စီယုံကိုချက်ချင်းဆက်သွဲပြီးလူနာတင်ကားခေါ်ပေးဖို့တငယ်ချင်းတွေကိုအော်ပြောတယ် အဲ့ဒီနေ့ကစပြီးဂျွန်နီရဲ့ဘဝကတစ်စစ်ချိုးပြောင်းလဲခဲ့တာပါပဲအထက်တန်းကိုအတူတူအောင်မြင်လာခဲ့တဲ့တငယ်ချင်းတွေကတော့ကောလိပ်ဆက်တက်ဖို့ပြင်နေကြပြီးပခုံးအောက်ပိုင်းတစ်ခုလုံးတည်သွားတဲ့ဂျွန်နီကတော့ဘီတက်ကလထိုင်းကလထိုင်းတွန်းလဲပြီးချဲပေါ်တက်ဖို့ပြီးချဲပေါ်တက်ဖို့တောင်မှအနိုင်နိုင်ကိုဘဝကိုပြန်လဲထူထောင်ရတယ်ဆိုတာပြောသလောက်လွယ်ကူတာတော့မဟုတ်ပါဘူးဇွဲကောင်းမှ ကိုကိုကိုယုံကြည်မှယိမ်းမချက်ထားပြီးစူးစမ်းမှ အောင်မြင်နိုင်တာပါအစမှာတော့ဂျော်နီလဲစိတ်တက်ကြတာပါပဲကိုဘွားကိုဒေါသလဲထွက်ရင်တခါတခါဘွားကိုအဆုံးစီရင်လိုက်ရရင် ပိုကောင်းမလားလို့တောင်မှတွေးတဲ့အခါတွေးမိပါတယ်တွေးမိတဲ့အခါတိုင်းသာလုတ်ခဲ့မိရင်တော့အမှားကြီးမှားပြီပေါ့ဘဝကိုရှင်းတဲ့နေထိုင်ဖို့နီလန်အမျိုးမျိုးအဖုံဖုံကိုဘဝပြန်လဲထူထောင်ရေးစီယုံကတင် जा ပြတာပေးတယ် ဂျော်နီကလည်းရှင်သန်တဲ့ဘဝရဲ့တန်ဖိုးကိုသိမြင်လာပါတယ်။ပြန်လဲထူထောင်ရေးဆေးရုံမှာနှစ်နှစ်ကြာကုသမှုခံယူရင်းစုတ်တံကိုသွားနဲ့ကြိုက်ပြီးပကြီဆွဲတယ်။လက်ရာတွေကထူချတော့ဝယ်ယူဆွဆောင်းသူတွေရှိလာတယ်။ဒီလိုဝယ်ယူအားပေးကြတာကဂျော်နီရဲ့ဘဝရှင်သန်ဖို့အားစီဖြစ်လာတယ်။အချိန်ရသည်၍သူပကြီဆွဲတယ်။တုတ်ချောင်းကိုပစက်ကကိုက်နှစ်နှစ်ဆက်ရိုက်ပြီးစာရေးတယ်။ 1998ခုနှစ်မှာသူ့ဘဝအထုပ်ပတိစာအုပ်ထုတ်ဝေပါတယ်။အန်အောစီယာစာအုပ်ကအုပ်ရည်တန်း90ရောင်းရတယ်။ဘာသာပေါင်း90ကိုပြန်ဆိုတာခံရတယ်။သူစာအုပ်တွေရေးတာအုပ်ရည်90ကျော်ပြီးသူ့ဘဝအကြောင်းသူ့ပင်ကိုယ်ရေးအထုပ်ပတိစာအုပ်ကိုဘာသာပေါင်းများစွာပြန်ဆိုပြီးထုတ်ဝေကြတယ်။ရုပ်ရှင်လည်းလိုက်ကြတယ်။သူတချင်းဆိုတဲ့ Johnny's song spirit ဝင်းစတဲ့တချင်းအန်ဗန်တွေထုတ်တယ်1982ခုနှစ်မှာဘဝအဖော်မွန်ကို သူတွေ့တယ်အထက်တန်းပြသမိုင်းဆရာခင်နဲ့ဂျော်နီလက်ထပ်ပါတယ်ဒီနှစ်ယောက်တယောက်ကိုတယောက်ဘယ်လိုများကြသွားကြပါလိမ့်ဘယ်လိုများဆွဲဆောင်ပါလိမ့်လို့လူတွေကစဉ်းစားကြပါပဲလို့ကင်ကဆိုတယ်သူတို့နှစ်ယောက်သူတို့ရက်ကဖျားရှိခိုးကြမှာစတွေ့ကြတာပါဂျော်နီကကင်ရဲ့နောက် ကခုံမှာထိုင်နေတယ်။သူတို့ချင်းစကားတွေပြောမိကြတယ်။ကင်ကဂျော်နီကိုတရက်လောက်ချိန်ချရအောင်လို့ပြောတယ်။လူတွေသိကြတဲ့အတိုင်းပဲသူကနှလုံးသားလှတယ်။နှလုံးသားလှတဲ့အမျိုးသမီးကပြင်ပရွတ်သွင်းလဲချော်မော်လှပတယ်လေ။ကျွန်တော်သူ့ကိုချစ်မိသွားတာပေါ့လို့ကင်ကဆိုတယ်။သူ့ကိုကျမတွေ့တော့စိတ်လှုပ်ရှားတယ်။ကျမကနှစ်ပေါင်းများစွာတကူဒီအပြိုကြီးလုပ်နေခဲ့တာလေ။လွတ်လွတ်လပ်လပ်ခီးတွေထပ် ထွက်ခဲ့တယ်၊ရှောက်သွားခဲ့တယ်။ဘယ်သူကမှကျမကိုဒိတ်ဖို့စကားမဆဘူးရှင့်လို့ဂျွန်နီကပြောတယ်။တစ်နှစ်လောက်အပြင်မှာချိန်တွေးကြပြီးမှသူတို့ဆီဆက်ကြတယ်။အပြင်မှာချိန်တွေးတဲ့အခါကန်ကဂျွန်နီကိုပီချဲပေါ်ကပွေ့ချီပြီးချပေးရတယ်။ကြည့်လို့မဝအောင် ချောတဲ့သူတန်ဆွမ်းတဲ့သူခံစားမှုတွေကိုအချင်းချင်းမျှဝေနိုင်တဲ့သူကိုတွေ့တော့ကျမလည်းကြွေပြီပေါ့ကျမ ခဲကိုနှစ်သက်လိုလားစွာလက်ခံခဲ့တာပါလို့ဂျွန်နီကပြန်ပြောတယ်။ကန်ရဲ့မိတ်ဆွေရင်းတွေကတော့သူတို့အတွဲကိုချပြီးကန်ကိုဂျွန်နီနဲ့ခတ်ဝေးဝေးနေဖို့တတိပေးကြတယ်။ကန်ကလက်မခံဘူး။သူ့ကိုသူတို့လက်ထဆကတော့ကန်အတွက်အခက်ခဲအချို့ရှိခဲ့တာအမှန်ပါပဲ။ဂျွန်နီကိုအင်သာတက်တာကအဆောက်ကူညီပေးရတယ်။ညအိယာပေါ်မှာလဲဟိုဖက်ဒီဖက် စောင်းဖို့လှည့်ပေးရတယ်။ဒါကိုဂျွန်နီကကိုယ်တိုင် လုံနိုင်ဘူး။ကန်အလုတ်ကပြန်လာရင်ဈေးဝယ်ပေးရသေးတယ်။လူတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ Johnny and Friends အစီအစဉ်ကို1982ခုနှစ်ကစပြီးရေဒီယိုကထုတ်လွှင့်နေ Diamonds in the Dust လို့အမည်ပေးထားတဲ့စိတ်ဓာတ်ခွန်အားအဖြစ်အစီအစဉ်ကိုလည်း Radio Station ရှင်းရကနေနေ့စဉ်ထုတ်လွှင့်ပါတယ်။မိနစ်30ကြာ Johnny and Friends TV အစီအစဉ်လေးကိုရိုက်ကူးထုတ်လွှင့်နေ လယ်ရီကင်းလို့နာမည်ကျော် TV စင်ဆက်သူတွေနဲ့လည်းအင်တာဗျူးရိုက်ကူးထုတ်လွှင့်ပါတယ် Johnny and Friends International Disability Center ကိုထူထောင်ပြီး Johnny က CEO လုပ်တယ်အတန်စွမ်းနေအတွက်ရှိနေလိုက်ကြတယ်ကန်နဲ့ Johnny တို့ခီးတွေအတူသွားကြတယ်လူတွေရဲ့စိတ်ထက်မြင့်တက်လာအောင်လိုက်လံပေါ်ပြောကြတယ်ကန်နဲ့ဖူးစာဆုံရတာ จนี้แกงเข้ามาเอง